အားလုံးပဲမင်္ဂလာပါနော်ဆရာကတော့ KB နက္ခတ်ပေတွေပညာရှင်ဆရာကုရကြီးပဲဖြစ်ပါတယ်ဆရာကုဒီနေ့ပြောပြချင်တာကဆရာတို့ဒီမနေ့ပြန်ပေါ့နော်30ရက်ဆယ်လ2025ညအာ9:25မိနစ်လောက်ကောင်းနေပြီးတော့စပြီးတော့နော်နောက်တစ်ရက်ပေါ့ဒီ31ရက်ဆယ်လ2025ည9:42မိနစ်လောက်တွင်းကိုတို့ကဒီဒီတင်းလာဆရာတို့တင်းလာဆိုင်းရှင်တင်းလာတင်းလာဂျူပေါ့တင်းလာဂျူရရတယ် ပတ်တဲ့ခါမှာဒီရာဇီဝင်နေကိုပတ်တဲ့ကဘာကိုပတ်တဲ့ကျွန်တော်ကဘာကိုပတ်တဲ့ခါမှာရာဇီဝင်နေကိုလည်းသူကပတ်နေအချိန်မှာသူဘယ်နေရာဆိုဒီဒနာတိနက်ခတ်ဆိုရဒီနက်ခတ်လေးကိုဖြတ်မှာနော်ဒနာတိနက်ခတ်လေးကိုဖြတ်မှာနော်ဒီမဂါရရာဇီမှာ23အသာ20လိတာလောက်ရှိတယ်ဒီဒနာတိနက်ခတ်လေးကိုဆိုဖြတ်သားမှာမနေ့ပြန်ည9:25နာရီနေပြီးတော့နောက်တည့်ရက်ပေါ့နော်တည့်ရက်တိတိဆိုကြာတယ်နက်ခတ်တစ်လုံးဖြတ်တည့်ရက်လောက်ကြာတာပေါ့နော်အဲတော့ပြီးတော့နောက်တည့်ရက်ဒီ9:52မိနစ်လောက်တည်းကိုဆိုဖြတ်မှာပေါ့ ဖြတ်တဲ့ခါကျရင်ဆရာတို့ဒီဆရာတို့ဒီဗုဒ္ဓဘာသာတွေမှာ950နိဗ္ဗာန်တော်ရှိတယ်အနိဗ္ဗာန်တော်ထဲမှာအဲ့ဒီဒီဒါနာတိနက္ခတ်ကိုဒီစမ်းရှင်းနေတဲ့အချိန်မှာရွတ်ရမယ်မန္တန်ပေါ့နော်ဒီမဟာဝိရဘမန္တန်ဆိုတဲ့မန္တန်ကြီးကိုရွတ်မယ်ဆိုလို့ရှိရင်ရန်နာရွှေမှုငွေမှုတွေရွာတယ်ဆိုတဲ့ဒီအနိဗ္ဗာန်တော်လားဇတ်တော်လေးတခုရှိစေအဲ့ဒါလေးပြောပြမယ်နော်အဲ့ဒါလေးကကျတော့ဘယ်လိုလဲဆိုတော့ အရှိတော့ဒီဘောနော်ဒီအပုံနာကြီးနှစ်ယောက်ပုံနာပုံနာဆရာတပည့်နှစ်ယောက်ရှိနေပုံနာဆရာတပည့်နှစ်ယောက်ရှိနေနော်ဒီမဟာဝိရဘဗန္နာကိုရွတ်ဆိုနိုင်တဲ့နော်ဟိုပညာရှိပုံနာပေါ့နော်ရှိတယ်ပုံနာကြီးဟိုဆရာတပည့်နှစ်ယောက်ရှိတယ်သူတို့ကတဲ့ရကြတော့ဒီစေတာတိုင်းဆိုတိုင်းကိုခီးထွက်လာကြပေါ့နော်ခီးထွက်လာကြတာစေတာတိုင်းကိုခီးထွက်လာကြတဲ့အခါကျတော့သူဘယ်လိုဖြစ်လဲဆိုတဲ့အခါကျတော့ဒီလမ်းမှာစောရခန္ဓာရဆိုတဲ့အရက်ကိုဖျက်ရတယ် နောက်ဆိုရကန္နာရဆိုရက်ကိုဖြတ်တဲ့ခါကျတော့အဲ့မှာသူကဒီကိုးသား900ရင်းနဲ့တွေ့ပါလိမ့်မယ်သူကတွေ့လဲတွေ့ရောအဲ့ကိုးသား900အဲ့ဆိုရကန္နာမှာရှိတဲ့ဒီကိုးသား900ရကြီးကသူကဒီလမ်းမှာခီးသွားတယ်သူကဖမ်းတာဖမ်းပြီးဖေးနဲ့သားနဲ့ခီးသွားတယ်ဆိုရင်ဖေးကိုချုပ်သွားရတယ်ချုပ်ထားပြီးသားကိုသူပတ်ဆက်သွားပြန်ယူပြီးပြန်လာယူအဲ့လိုလှုပ်ရှားနေကြတာသူကလှုပ်နေကြတာနော်အဲ့တော့ဒီခီးသွားတယ်ဆိုလို့ရှိရင်ဒီသားသားသမီးနဲ့အမေနှစ်ယောက်ရှိဆိုအမေကိုဖမ်းထားလိုက်တာဖမ်းပြီးသမီးကိုသူကငွေသွားပြန်ယူသူ့ပြီးပြန်လာယူ အဲ့တော့သူတို့ကဒီတကယ်တမ်းတော့ပြန်ပြီးဆွဲတဲ့သဘောပဲပေါ့နော်အဲ့လိုမျိုးလုပ်နေကြဆိုတော့ကလည်းသူတို့ကဒီမှာဆရာတွေပဲနေရကိုဖမ်းလဲမိလဲမိပေါ့ဆရာကြီးကိုသူတို့ကချုပ်ထားတယ်ချုပ်ထားပြီးတော့မှအဲတပည့်ကိုသွားပြီးတော့ပတ်စံပြန်ယူခိုင်းတာပြန်ယူခိုင်းတဲ့ခါမှာတပည့်ကအသိတယ်ပညာရှိတပည့်ပေါ့နော်ပညာရှိပုံနာတပည့်ကဆရာကြီးကတော့ဒီတော့ရှစ်တရက်နေတော့နေဒီစမ်းဟာဒီဓာတ်သေးတစ်ခါပေါ်ရောက်တော့မယ်ရောက်ရင်ဒီဆရာကြီးကသွားပြီးတော့ဒီကုသ900ကိုသွားပြီးတော့သူကဖမ်းထားတာကိုကြောက်ပြီးတော့ အဲငါပြတ်မလာမှာဘာညာကြောက်ပြီးတော့ဆိုးရင်ပြီးတော့ဟိုရွတ်လိုက်ရင်တော့ဒုက္ခပဲငါလည်းဒီ3 4 5ရက်သွားအောင်မှာအဲ့တော့ तू ကအဲ့ဒါမှာ तू ယူပြီးတော့မှာဟိုရွှေရွှေမှုကိုရအောင်လှုပ်လိုက်မယ်ဆိုရှင်ငါဆရာကြီးတို့ဒုက္ခရပါချည်ရပေါ့နော် तू ဒီခိုးသားငါရဲ့လောဘတွေသဘောဇောတွေဒီဒီလူဆိုးလူပိုက်တွေရဲ့စိတ်နေစိတ်ထားဆိုပညာရှိပုံနာသိတယ်သိတဲ့အခါကျဆရာကြီးကိုမှားခဲ့တို့တွေတွေပေါ့နော်ဆရာကြီးနောက်တရက်တည်းဒီဆရာကြီးဝမ်းမောနော်နောက်ရဟိုဘယ်နေပေါ့နောက်ရတော့ကြရင်ဆန်းရှင်တဲ့အခါကျဆရာကြီးမရွတ်ပါနဲ့ ော်အဲ့ဒါရွှင်ဆိုင်ဒုက္ခရောက်လိမ့်မယ်ဒီကောင်လေးယုံသွားတာမဟုတ်ဘူးနော်သူဒုက္ခရောက်မယ်လို့ပြောတဲ့ခါကျတော့ဆိုင်အေးပါပါဘာညာဆိုတပည့်ကပြန်ပြီးတော့သူကအဆက်ပြန်ယူဖို့ပုံနာတပည့်ပညာရှိပုံနာပြန်ယူယူနေတဲ့အချိန်မှာပဲဆိုပြင်နောက်တရဲလောက်နေတော့နှဲလောက်နေတော့ပေါ့ဆိုဆန်းရှင်းပါဦးရှင်းတဲ့ခါကျတော့နှဲလောက်နေတော့သူကဒီဆရာကြီးကမခံနိုင်တော့နော်ဒီသူရဲ့ဒီဒုက္ခဒုက္ခတွေမခံနိုင်တော့နော်ဒီအချင်းတော်တွေမှာငါတည်းငါတည်းလေးဆိုတော့စိုးရိမ်နေငါတည်းပဲပြန်မလာရင်တော့ပြဿနာပဲပေါ့နော်ဒီကောင်တစ်ခုလမ်းမှာဖြစ်နေတော်တော်ကောင် ။ငါတို့ပဲပြန်လာမှသိကြဒါပေမဲ့လမ်းမတစ်ခုဖြစ်လို့ပြန်မလာဖြစ်ရင်တော့ငါတို့သေရကြီးပဲပေါ့။အဲ့တော့မဖြစ်ရှိဘူးဒီဒေတာနေဒီဆန်းရလဲတစ်လမှာတစ်ခါတော့ပဲရှင်းတာလေ။ကြာအောင်ပါ။အဲ့တော့ तू ကအဲကုသငါးရောက်အဲရဲ့ဆန်းရှင်မရဲ့ကြတော့ तू ကကုသငါးရောက်ခေါ်လိုက်။ဟဲ့ငါ့ကိုပေါ့လေ။ဒီအထုံးတော်ငါလွတ်ပြီးမှဆိုလို့ရှိရင်ငါကာတော့တခုရွတ်ပြီးမှရွတ်ရင်ဒီနာရှင်မှုမှုရွာချလာတယ်မရွာချလာရင်ငါတို့ရုတ်ပြီးလွတ်ပြီးမလားငါတို့လွတ်ပြီးဆိုတော့ကုသာဒီခေါင်းဆောင်အောင်လဲဓမြခေါင်းဆောင်လား ရွှေမိုးရိုးရောင်ဆိုလွတ်ပြင်မယ်ဆိုတော့ကိရိခံမင်းတို့မှာရွတ်ခံအဲ့တော့ငါ့လွတ်လွတ်ပြင်ငါ့ရေမိုးရှိုးတတ်စင်ပေးကြဆိုလို့သူကဆရာကြီးကလှုပ်ကုန်လှုပ်တဲ့ခါကျတော့အာပုံနာမနဲ့သူကသူကရေမိုးရှိုးတတ်စင်ပေးတာပေါ့တန်လဲတတ်စင်ပေးလိုက်ကောသူကဒီပုံလာကြီးကအဲသူကဆရာနခတ်တွေဟိုကကြည့်ကြည့်ပြီးအချိန်ကာလကြာတဲ့ခါကျတော့သူကတန်တန်နေဝေစာဝူးယူစင်ကျဲဝစ်ပြီးတော့သူကဒီကောင်းကင်ကိုမော့ပြီးတော့မှာဒီတနသရီနခတ်ကိုဟိုဟိုဆန့်ရှင်နေတဲ့အချိန်ပေါ့နော်သူကအချိန်ခါကြာတဲ့အချိန်မှာအဲသူက မဟာဝိဒဘမန္တန်ကိုရွတ်ဆိုလိုက်တယ်တဲ့ရွတ်ဆိုလိုက်တဲ့အခါမှာကောင်းကင်ကရွှေဘုံဝင်မှုတွေရွာကြတာပေါ့ရွာကြတာကကြာကုသငါရတဲ့ယူကြပေါ့ယူကြပြီးတော့ဆူကြပြောကြရှင်ကြတာပေါ့ပြောရှင်ကြတော့ဆရာယူလေသူကဒါအလီသာဝါကြလီသာဝါဆရာယူပြန်ထွက်လိုက်တာပေါ့သူကအာတကယ်ကိုတကယ်ဆရာယူပဲသူကရွှေရရပြီဆိုတော့ဂရိတိုင်းပြန်ဆွတယ်တဲ့အဲဒါမဲ့ကုသငါရတဲ့ အဒီတရဒီတစ်ခွဲလွတ်လိုက်ပဲနောက်တစ်ခွဲကကြားပါဒီတရင်ကသူတို့ချင်းချင်းကသွားတရင်ကရောက်တာပေါ့နော်ရောက်တော့ဟာဒီလိုပဲဒီလိုပဲဆိုဟောလူတို့ဖြစ်သွားတဲ့ခါကျတော့ဒီဆရာကြီးကဒီမန္တန်ရွတ်ရင်ရှုံမှုငူရွာတယ်ဆိုတော့ဟာဒီဘိုးကြီးကိုစောင့်ပြီးတော့ဖမ်းကြတာပေါ့ဖမ်းလည်းဖမ်းဖမ်းပြီးတော့အနောက်ကုလား900တကထပ်ဖမ်းဖမ်းပြီးတော့မှတစ်ခွဲနောက်တစ်ခွဲဖမ်းပြီးတော့ရွတ်ခိုင်းရွတ်ခိုင်းတော့ဆရာကြီးကဒုက္ခရောက်ဟောဟာမဟုတ်ဘူးငါကဒီအချိန်ကြတဲ့အချိန်ပဲရွတ်လို့ရတာအမြင်နဲ့ရွတ်လို့ရတာမဟုတ်ဘူးရှင်းပြလေဒီလူစိုးလူမိုက်တွေကပညာတတ်ကြတာမဟုတ်ဘူး ော်ဒါဒီဘိုးကြီးလူစေလီစေနေတာဆိုပြီးတော့မှဒေါသတည်းကြီးနဲ့တတ်လိုက်ကြတယ်တတ်လိုက်ကြတဲ့အခါကျတော့ဒီပညာဘုနာကြီးကသေဆုံးသွားတာပေါ့နော်သေဆုံးသွားတဲ့သူတပည့်ကနောက်3 4 5ရက်နေတော့မှပတ်စံနေယူပြီးတော့ရွေးဖို့ပြန်လာတဲ့အခါမှာသူဟိုဘုနာကြီးကအလောင်းပဲတွေ့ရတယ်ဆိုရယ်ဇလန်းလေးပေါ့နော်ဒါ950ဇန်နိဘတ်တော့မှပါတာပါတဲ့အခါကျတော့ဆရာပြောချင်တာကဘာလဲဆိုတော့ဒီ ဲတကယ်ထူးခြားတယ်ဗောနော်တကယ်သေးချာသေးချာတကယ်ထူးခြားပါတယ်เนาะဆရာကြီးဆရာ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 ကြီးရှင်မင်းလည်းအမြင်နဲ့တင်ပေးနေဆရာကြီးကတော့သူကမြင်နှက်ခတ်နေဗောနော်မြင်နှက်ခတ်နေရှင်တဲ့အချိန်ကိုသူဆရာကြီးကတခြားတွတ်ချက်ပြီးတော့တင်ပြထားတယ်ဗောနော်ဆရာကတော့ပုံမှန်ဂျူသွားလေးတိုင်းပဲအဲဂျူသွားတိုင်းပဲဆရာတို့ဒီတကယ်ဟောဗောနော်ဒီတွတ်ချက်ပြီးနေတွတ်ချက်ဖို့ထားရတဲ့ဒီနှက်ခတ်တွေဗောနှက်ခတ်တမားစီနှက်ခတ်တည်နေရာလေးကိုဖြတ်သန်းတဲ့အချိန်ကိုဆရာတွတ်ချက်ပြီးတော့တို့ပြပြတာဖြစ်တယ်ဗောနော်အဲ့တော့အဲဒါဒီတကယ်ဆရာပြောတဲ့အချိန်ဗောနော်မင်းပြန်30ရက် ည9:25နီး31ရက်ည9:42နီးအတွင်းမှာအဲဒီတင်းလာဆန်းလေးရဆိုရှင်တနာသီနှစ်ခတ်ပေါ်ရောက်နေလိမ့်မယ်ဖြတ်သန်းနေလိမ့်မယ်နော်ဖြတ်သန်းနေတဲ့ခါကျရင်အဲဒီမဟာဝိရပ္ပန္နကိုရွတ်ဆိုကြပါလို့ဆရာကပြောလိုတာပေါ့နော်တကယ်လက်ထူကြပါတယ်နော်အဲဒီဇလန်းလေးအများကြီးရှိသေးတယ်နော်ပြောရင်ပြောပြမယ်ဆိုဆရာအဲတခြားဇလန်းလေးလည်းရှိသေးတယ်တကယ်လဲဒီဇမဝိရပ္ပန္နအကြောင်းထူကြပါတယ်ဘမပြမာဟိုတကယ်ဟိုနော်ရွှေတက်လာလိုက်ရပါတယ်သူတွေရဲ့အကြောင်းလေးရှိတယ်ပေါ့နော်ဒါတွေအဲ့လိုမျိုးပေါ့နော် အဲဒီဇလန်လေးတွေဆရာတို့ကဒီနက်ခတ်ပြည်လောက်ကမှတော့နာမည်ကြီးတယ်ပေါ့နော်အဲ့တော့ဘာသူပြောဟောဒီလိုခက်ခဲနေတဲ့အချိန်မှာအဲစီးပွားလက်လာပါရရှိဖို့အတွက်ဒီအားကိုရဖြစ်စီနိုင်တယ်လို့ဆရာထင်လို့ဆရာကဒီအချိန်ကာလလေးကိုရွေးပြီးလဲပေါ့နော်ဆရာထပ်ပြီးတော့ဆရာစဉ်းစားတယ်ပေါ့နော်ဒါသူဆိုရှင်ဒီဆန်းကတနေ့ဝန်ယူတနေ့နေပါနေ့တစ်နေ့နေပါတော့သူကဒီနက်ခတ်တလုံးဖြတ်တာဟိုဖြတ်တော့အဲ့ဒီအချိန်နေမှာမကောင်းဆုံးအချိန်ဆိုလို့ရှင်လက်ကပါ ဲ့ဒီနှစ်ခတ်ပေါ်အတူတကွစမ်းဖြတ်နေတဲ့အချိန်မှာလက်လေးရပါဒီစားတော့လက်ဆိုတော့အခါလက်ခေါ်တော့အခါလက်ဒီအဲ့ဒီလက်လေးရပါ ဖြတ်သန်းနေတဲ့အချိန်ဆိုပိုမကောင်းလားအဲ့ဒီအချိန်လေးရွရွတော့ပိုထူးကြမယ်လို့ဆရာကယူဆတယ်ပေါ့နော်ယူဆတဲ့အခါကျတော့အချို့လေးလည်းအလိုမျိုးတင်ကြပါတယ်နော်လက်ကောစောင်းဖြတ်တဲ့ရင်တင်ကြအချိန်ဆရာလည်းအဲ့ကြောင့်မို့တရားရဲ့ဒီမိတ်ဆွေတွေကိုဆရာရဲ့ client တွေကိုဆရာကအဲ့ဒီအချိန်လေးကိုရှာဖွေပြီးတော့ပေးလိုက်တယ်နော်အဲ့ဒါကတော့ အဲလက်ကောဆောင်အတူတကွဒီဒနာသိလက်ခတ်ပေါ်ရောက်နေမယ်အချိန်ကအဲဟွာပေါ့နော်32ရက်နေပေါ့နော်32ရက်10လ2025အဲနေ့လေတနာ6မိနစ်ကနေပြီးတော့အဲဟွာပေါ့နော်တနာ52မိနစ်အတွင်းပေါ့52မိနစ်အတွင်းမှာအဲလက်ကောဆောင်လက်လက်လေးရပါအဲ့52ပေါ့နော်တနာ6မိနစ်နော်32ရက်32ရက်10လ2025တနာနေ့လေတနာ6မိနစ်ကနေပြီးတော့52မိနစ်အတွင်း52မိနစ်အတွင်းမှာလက်လေးရပါစေအဲ့ ဓမ္မသီလက်ခတ်ပေါ်ရောက်သွားမှာအဲ့မှာစာအလက်ရှိနေ ਉ မှာမဖြတ်နေ ਉ မဖြတ်တော့စာအလက်ကောနှစ်ခုတူပြီးတော့ဖြတ်တန်းနေလို့ဆရာတို့ယူဆတာပေါ့အဲ့တော့အဲ့ချက်မှာရွတ်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ထူးကြမယ်လို့ဆရာကယူဆပါတယ်အဲ့တော့အဲ့အချိန်လေးနှစ်ခုကိုဆရာကရွေးချယ်ပေးလိုက်ခြင်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီအဲယုံကြည်ရွှေဆိုကြပါဒီမဟာဝိရဘမန္တန်အောင်တော့ဒီမှာတင်ပြလို့များလို့တင်ပြလို့ရတယ်ဆရာကြီးတင်ပြလို့ရပါတော့ဟောပေါ့ ီ YouTube မှာရှာလို့ရတယ်နော် YouTube မှာမဟာဝေဒဘမန္တန်လို့ရိုက်ရှာလိုက်ရင်အဲ့မန္တန်ရွတ်ဆိုတဲ့ပုံအတန်တွဲဒီပါ ထွက်လာလိမ့်မယ်နော်နောက်ပြီးတော့ဒီအဲကာရာလေးတင်ထားတာရှိလိမ့်မယ်နော်အဲ့ဒါလေးကိုကူပြီးတော့မှအဲ့အချိန်လေးဘာမလဲပြန်ပေါ့နော်ညာခွန်နိုင်ခွဲလောက်လည်းစားကြည့်ပေါ့ခွန်နိုင်25ကနေပြီးတော့နောက်တရခွန်နိုင်40လောက်ပေါ့အဲ့ဆရာတို့ရွတ်စိတ်နဲ့ကြောင့်ရွတ်နော်နောက်ဆရာပြောတဲ့ဒီလက်ကောဆောင်အတူတူကရှိတဲ့အချိန်မှာလည်းရွတ်နော်အဲ့လိုဆိုရှင်ပိုးပြီးထူးကြတယ်ပေါ့ရွတ်စုံအောင်ပုံစံအောင်တော့သူကပြောထားတာရှိတယ် ွာမရွေးခင်မှာရေမိုးချူတန်းစီခေါင်းလျှော်ပြီးအမှုနဲ့တာတွေလိမ့်ချင်လိမ့်ချင်ပြီးတော့ဝှပြုစင်ကျေဖို့ပေါ့ဝှပြီးတော့မှဒီကောင်းကြီးကိုမော့ပြီးတော့ကြည့်ပြီးတော့မှရွှေ့ရမယ်လို့ဒီဟိုပေါ့ပါတယ်ပေါ့နော်ဒီဒီညွှန်တားချက်မှာပါတယ်ပေါ့အဲ့တိုင်းပဲရွတ်ပါလို့ဆရာကပြောရင်လည်းနေကုန်ချုပ်ပါတယ်နော်